တိုက်ပွဲပြင်းထန်နေတဲ့ဖက်ကမ်းမှာလက်နက်ကြီးပောက်ကွဲတာလမ်းတော်လမ်းလာပြည်သူတွေစုဆောင်ရေးဖန်ဆီးခံရမှုတွေကြောင့်ထောင်နဲ့ချီတဲ့ဖက်ကမ်းပြည်သူအများပိုင်းထပ်ပြေးတင်းဆောင်နေကြအစ်ဖြစ်ပါတယ်။လက်ရှိတင်းဆောင်နေကြတာကတော့မြချနာမျိုးပဲဖြစ်ပြီးတိုက်ပွဲဧရိယာအတွင်းမှာပါဝင်တဲ့ဆိုင်းတောင်ကျေးရွာအပါဖက်ကမ်းမျိုးပေါ်နဲ့နှင်းဆက်တဲ့ကျေးရွာအများပိုင်းကလည်းလမ်းသျှောက်လမ်းဖြူထောင်ပြီးဖက်ကမ်းကနေမြချနာမျိုးဘက်ကိုဆင်းလာကြတယ်လို့သိရပါတယ်။ ဆိုင်တော်ကတော့တော်တော်များများကဒီဘောတော့တော်တော်များများလူများစုပေါ့နော်ဟိုတော့ငွေကြေးနေနေအဆင်ပြေတယ်အောက်ပိုင်းမှာလည်းနေကြရှေ့တောင်မှဆစ်ဆောင်သွားမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုဟာတွေကတော့တော်တော်များများရှောင်ကြတယ်မရှောင်မဲနေကြတဲ့ဟာတွေလည်းဘုံကိုခြင်းနဲ့ညဘက်ဆိုရင်အိတ်ကြတာတွေတော့ဒီလိုတော့ရှိနေသေးတာပေါ့နော်အကုန်လုံးရှောင်သွားပြီလို့တော့မဟုတ်ဘူးတော်တော်များများတော့ရှောင်နေကြတာတွေ့ရတယ်ဒီနေ့လည်းဟိုဆိုင်ကယ်ဆိုလဲဆိုင်ကယ်အုပ်စုလိုက်အကန်းလိုက် အဲကားဆိုလည်းကားတန်းလိုက်နေတဲ့အလံပြီးထောင်ပြီးသွားကြတာတွေ့ရတယ်ဒီကောင်ပိုင်းလမ်းကလည်းဆင်းတာပေါ့နော်ဆိုင်းတော်မှမဟုတ်ဖက်ကန်ကောပေါ့နော်ဖက်ကန်ကလူတချို့ရောပြီးတော့ဒီလုံခင်းမော်စီစာဘက်ကပေါ့နော်ဆစ်ချောင်းကြားတဲ့လူတွေလည်းရှိတယ်ပေါ့နော်နေချင်းဒါပေမဲ့အများဆုံးတော့ဆိုင်းတော်ဖက်ကန်မြို့ကနေထွက်ပြေးလာကြတဲ့ဆစ်ချောင်းပြည်သူတွေကစက်တင်ဘာ23ရက်နေ့အထိကားဆိုင်ကယ်တွေစီးပြီးရင်တန်းအလိုက်ထောက်ခါနေကြအဆင်ဖြစ်ပါတယ် တဖက်မှာတော့ဖက်ခန့်ပြည်သူတွေထွက်ပြေးသိမ်းရှောင်လာကြတဲ့အချိန်တွေမှာစစ်ကောင်စီတပ်ကနေပြီးတော့ဆိုင်းတောင်ကြီးရွာမှာကျန်နေသေးတဲ့အရက်သားပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာလမ်းသွာလမ်းလာတွေကိုအကြောင်းမဲ့ဖမ်းဆီးမှုတွေဟာတင်းတင်းကြပ်ပုံမဆိုးဝါးလာတယ်လို့သိရပါဗျ။ လက်ရှိစစ်တပ်ကလည်းဆိုင်းတောင်ဘက်ကို UDP ပြစ်ခတ်တယ်လို့သူတို့စစ်ကြောင်းကလည်းညဘက်ဆိုလှုပ်လှုပ်လာတာတွေ့ရတယ်။ညဘက်ဆိုရင်စစ်ကြောင်းကဆိုင်းတောင်ဘက်ကိုထိုးဖို့ပြင်လာတာလေ။အဲအဲ့လိုမျိုးသတင်းတွေကြားရတယ်။အဲ့လိုမျိုးခါကြတော့အဲဒီဘောလုံးဆိုင်းတောင်ကတော့တော်တော်များရွှေ့ကြတယ်။နောက်တစ်ခုနောက်တစ်ချက်ကရွှေ့ရတဲ့အကြောင်းနောက်ချက်ကစုဆောင်ရေးဆွဲတာ။စုဆောင်ရေးဆွဲတယ်။ပေါ်တော့ဒီဒီ မနေ့ကကြာတာပြင်နေ့ကကြာတယ်ဆိုတာတက်ကိုပြင်တခြားဒီနေကင်းကြောင်ကြောင်စူဆောင်းရေးဆွဲတဲ့ဥစ္စာတွေလည်းဒါလူမှုဘဝမလုံခြုံတဲ့အနေထားတွေ့နေရတာပေါ့နော်အဲဒီမှာစူဆောင်းရေးဆွဲတဲ့အခါမှာလည်းလုံခြုံတော့တဲ့အတွက်စူဆောင်းရေးဆွဲတာတစ်ပိုင်းနေ့ကကြာပြီးတိကျတဲ့ရရတဲ့ကြာတာတစ်ပိုင်းဆိုတော့မျိုးကမလုံခြုံတော့တဲ့အခါမှာအဲဒီပေါ့နော်စပီရှယ်ကြာတာပေါ့နော်မျိုးကြီးတွေကိုစပီရှယ်ကြာတာလက်ရှိထပ်ပြေးတင်းဆောင်လာကြတဲ့ဖက်ကန်ရှစ်ဆောင်ပြည်သူတွေထဲမှာ ဆိုင်းတောင်ကြေးရွာအုပ်စုတွေကကြေးရွာတွေအပြင်ရှရောခမရှိကထုံမော်တောင်ဆန်းကျဲမမောလေရန်မော်ဝမ်းချင်းမော်ဝမ်းကလေးနဲ့အကမြုပ်ပေါ်ရှိပြည်သူတွေလည်းပါဝင်တယ်လို့သိရပါဗျ။ဒါပေမဲ့လည်းမြုပ်ပေါ်ကိုထပ်ပြေးတင်းဆောင်ဖို့ခက်ခဲကြတဲ့ပြည်သူတွေကတော့ကိုနေထိုင်တဲ့ကြေးရွာတွေမှာပဲဘုန်းခိုချင်းတွေတူပြီးနေထိုင်နေကြတယ်လို့ဆစ်ဆောင်သူချို့ကတော့တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးတဲ့ဖက်ကမြို့နယ်ထဲကကြေးရွာတွေမှာတင်းဆောင်နေကြတာပဲဖြစ်ပါတယ်။ ခုလိုတိုက်ပွဲအခြေအနေတွေကြောင့်ခက်ခဲအမျိုးမျိုးကြားကနေရာအနှံ့အပြားထပ်ပြေးတင်းဆောင်သွားကြတဲ့ဖက်ကန်ဒေသခံပြည်သူတွေကိုရောက်ရှိလာကြတဲ့နေရာဒေသတွေမှာပြည်သူအချင်းချင်းဝိုင်းဝန်းကုန်ကြီးကြဖို့လဲဖက်ကန်ဒေသမှာဆစ်ဆောင်တွေကိုကူညီပေးနေတဲ့ဖက်ကန်ဒေသခံတို့ကအခုလိုဆက်ဆိုပါတယ်ရှင်ရင်တိစံတော့ကိုပြင်းရင်ဥက္စုမရေမောဥက္စုမငါမိုင်းငါဝါတကယ်မျိုးစေကုန်ရင်းနဲ့ဖွဲ့နေရတဲ့ညတော့ညရဲ့ဥက္စုတစုရဲဆက် 你讲咪个越南人的梦在莫家坡上个阴天哪个，怪人哪哟！乌苏的那个，人在米其那的越南佬古风嘛新鲜体越南，你讲乌苏个？哎，米其那的个越南人的梦佬古风显得像爱啥个个，你真个真有滴能同打个？有呐！人的梦伊用个味道莫同点做个，佬古风嘛新鲜体，有哎个米其那的客越南个乌苏你个，你讲咪个人家平时人咪在佬讲中玩些乌苏伊？ 诶，这种描述你的，我没看的。你讲过，亚那那古风的，不不然多的风山歌。你米吉那的唯一话呢？米吉那个外国家风的，我都不开呢。米吉那个诶，诶，那那古风的木杆是大的，你外国那个才演呐。诶，讲过是大的空，然后你那那那朋友个，你的想要分析你的亲身的生活，如他看那不然难啊。 တင်းဆောင်သွားတဲ့ဆစ်ဆောင်တွေတက်ကဘာသာရေးအဖွဲ့အစည်းကနေသွားတဲ့သူတွေကိုတက်ဆိုင်ရာဘာသာရေးကြောင်းဝင်းတွေမှာတာဝန်ယူဆောင်ရွက်ပေးနေပြီးတချို့ဆစ်ဆောင်တွေကဒေသအတွင်းကအုပ်ချုပ်ရေးအဖွဲ့တွေရဲ့ကြမ်းမတ်မှုအောက်မှာရှိကြတယ်လို့သိရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့ဖက်ကန်သွားလန်ကာမိုင်မျိုးအကျော်မှာရှိတဲ့မူအိုပင်ရေကာတာစားတဲ့ကြေးရွာတွေမှာရှိတဲ့အရက်သားဖြစ်သူတွေနဲ့မိုင်းနောက်ကြေးရွာတွေကနေထွက်ပြေးတင်းဆောင်လာတဲ့ပြည်သူတွေကိုပြီးခဲ့တဲ့အောက်ကလာလောက်ကနေ ိုးကောင်းမြို့နယ်မှာရှိတဲ့ခရစ်ယာန်ဘုရားကျောင်းပိုင်ခြံဝန်းတွေမှာနေရာချထားပေးတာပဲဖြစ်ပါတယ်။ဖက်ကမြို့ကထပ်ပြေးသိမ်းရှောင်လာကြတဲ့ပြည်သူတွေဟာတကွဲတပြားစီထပ်ပြေးသိမ်းရှောင်သွားကြတာဖြစ်တဲ့အတွက်အရေအတွက်တည်တည်ချာတည်ရှိနိုင်ဖို့တော့ခဲရင်နေသေးတာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဆက်ရှောင်တွေကုန်ရင်နေသူတွေပြောကြားချက်အရတော့လက်ရှိဆက်ရှောင်ဦးရခမန့်ချီထောင်နဲ့ချီရှိနေပြီလို့ပြောပါတယ်။ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ UNHCR ရဲ့ပြီးခဲ့တဲ့ဇွန်လနေ့ရက်နေ့က ထုတ်ထားတဲ့ data ထုတ်ပြန်ချက်မှာဖော်ပြထားတာကတော့14နှစ်အတွင်းကချင်ပြည်နယ် data မှာနေရဆွန့်ခွာစပေးသိန်းဆောင်ခဲ့ရသူ23,2900ဦးထိရှိခဲ့လို့သိရပါတယ်။ပြီးခဲ့တဲ့2024ဩဂုတ်14ရက်နေ့ထုတ်ပြန်ချက်မှာတော့ကချင်ပြည်နယ်မှာစစ်ကောင်စီနဲ့ကချင်လူလတ်ရဲတပ်မတော် KNO တို့ရဲ့တကြောပြန်စစ်ပွဲပြန်လည်စတင်ခဲ့တဲ့2017ကတည်းကနေ2023ဖေဖော်ဝါရီလတည်းစစ်ဆောင်ဦးရ3,5500ထိရှိခဲ့တယ်လို့ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ 2017ဇွန်လကနေ2020ခုနှစ်ဖေဖော်ဝါရီလထိရှိခဲ့တဲ့စစ်ဆောင်ဥယျာဉ်နဲ့2017ဇွန်လကနေ2025ဇွန်လထိရှိခဲ့တဲ့စစ်ဆောင်ဥယျာဉ်တွေကိုနန်းရှင်ကြည့်လိုက်လို့ရှိရင်ကချင်ဒေသမှာ၄နှစ်ကျော်အတွင်းစစ်ဆောင်ဥယျာဉ်တသိန်း2400ဦးထိတိုးလာခဲ့တာပဲဖြစ်ပါတယ်။